ဒုတန်စာချင်းကထုတ်ဝေတဲ့နိုင်ငံရေးသမားမဟုတ်သူများအတွက်အာဏာဆိုင်ရာအလွယ်ဖက်စာဒီစာအုပ်ကိုဆက်စန်းစာဆောင်တွေကရေးသားပြီးဆက်မှတ်ပြိုကတီးဖြတ်ထားတာဖြစ်ပါတယ်။ဤစာအုပ်ကိုဖတ်ရှုခွင့်ပြုပါရန်ဇန်နဲ့ဆံမတို့နဲ့တကွာသက်ဆိုင်သူများအားလုံးထံမှခွင့်တောင်းလိုက်ပါတယ်ရှင်။အပိုင်းကိုအခန်းခွန်ဒနာဥစ္စာတံပိုးတိဆောက်ခြင်းနဲ့နိုင်ငံတော် ရှေးကကပရိသဘင်ကြီးဆိုတာရှိခဲ့ဘူးတဲ့လူငယ်ငယ်ကအိယာဝင် ပုံပြင်ကြဘူးတဲ့အဲ့ဒီခေတ်ကလိုအပ်တဲ့အရာတွေအကုန်လုံးကိုရတဲ့တဲ့လူတာကိုခုလို့ရတယ်ဘာမှမပူပန်ရဘူးလို့ပြောကြပါတယ်ပရိသဘင်ကြီးကလူတွေခုတာများပြီးအလိုဆန္ဒများလွန်းလို့ပြပြက်သွားတဲ့အဲ့ဒါလို့ပရိသဘင်ကြီးသာအပြစ်မှာရှိနေတယ်ဆိုရင်ဖြင့်စာရေးသူတို့ဘောကပေတာကြောင့်ပြောကြအောင်မလို့တော့ပါဘူး economic ဘောကပေတာဆိုတာဘာလဲပြောရတဲ့အဓိကကြောင်းရင်းက ။စာရေးသူတို့ရဲ့အရင်မြစ်တွေမလုံလောက်လို့ပါ။စာရေးသူတို့အားလုံးမှာအားလုံးအကန့်အသတ်ရှိပါတယ်။အချိန်၊လူရည်အတွက်မြေ၊ငွေ၊တက်ကြွမှုနည်းပညာအားလုံးအကန့်အသတ်နဲ့ရှိပါတယ်။ဘောဂဗီနာအကြောင်းစာပြီးပြောတော့မယ်ဆိုရင်အကန့်အသတ်နဲ့ရှိတဲ့အရာတွေကိုလိုချင်တဲ့အခါလဲလှယ်ကြတယ်ဆိုတာကိုစာပြီးပြောရမှာပါ။ကိုလိုအပ်တဲ့အရာတစ်ခုကိုရနိုင်ဖို့ခုမှရှိတဲ့အရာတစ်ခုကိုဆွတ်လွတ်ပြီးလဲလှယ်ကြရတယ်ပေါ့။ဥပမာထမင်းစားချင်ရင်ပတ်စံနဲ့ဝယ်စားရတယ် ဒါမှမဟုတ်ရင်လည်းလှုပ်အားနဲ့ဝဲစားရတယ်ဒါမှမဟုတ်ရင်လည်းနောက်မှဘာပြန်ပေးပါမယ်ဆိုတဲ့ကတိနဲ့စားကြတယ်ဒါမျိုးပေါ့ဗျာရှိကာလာတော့ငါအမဲလိုက်ကြတက်တီတီဥကိုစားကြတဲ့ကာလာမှာတော့ဒါတွေလည်းမရှိပါဘူးဒီမှာလည်းအမဲလိုက်တီဥစုအုပ်စုတွေမှာချက်ချင်းစားတဲ့အုပ်စုနဲ့နောက်စားဖို့တိုင်းတဲ့အုပ်စုပုံစံနှစ်မျိုးရှိပြန်တယ်သို့တော်လည်းတံပိုးတိဆောက်တာအရင်မများပဲအချင်းချင်းမျှဝေတဲ့ပုံစံတွေနဲ့နေကြတာကိုတွေ့ရတယ် ရေသွင်းဆိုင်ဖြိုးတာဖြစ်လာတော့တန်ဖိုးတွေဖန်တီးနှိုင်းလာတာရဲ့ငါတို့မြင်နေငါပြည်စီယူစာထွန်းကားလာတာရဲ့အကျွေးစနစ်ကြီးအားကောင်းလာတာရဲ့ပေါင်းပြီးအမျက်ထုတ်တာတွေပေါ်လာတယ်လို့ယူဆရတယ်။ကိုပိုင်ပြည်စီမှာကိုသုံးဖို့ကိုပိုင်နာနဲ့သူများကိုအမျက်ထုတ်လို့ရတာနှစ်ပိုင်းခွဲလို့ရတယ်။ကနဦးကာလာတွေမှာတော့အင်အားကြီးသူတွေကဒီမြေကိုသူတို့ပိုင်ကြောင်ကြော်ညာပြီးလက်အောက်ခံတပ်တွေစစ်တီတွေထားကြလို့မြေကြီးမှာစာပြိုးသူတွေရဲ့လောက်အားကိုစုဆောင်ကြတယ်။ရုတ်တရက်တော့ပြန်လည်အားဖြင့် လုံခြုံရေးအတွက်တာဝန်ယူကောက်ကွယ်ပြီးတယ်ဆိုတာမျိုးထင်မှာပေါ့တကယ်တော့သူတို့ကိုပဲပြန်ကြောက်နေကြရတာမဟုတ်လားအမျက်ထုတ်ခံရတဲ့လူအုပ်စုတွေကမွဲ့မြဲမွဲ့နေတယ်ဘရင်တွေမြေရှင်တွေက ချမ်းသာတာပဲအုပ်ချုပ်သူလူဒန်းစားတွေက အာဏာတွေလူကြစီးစိမ်တွေခံကြစသဖြင့်လုံနေတဲ့အချိန်ဒနာဥစ္စာကိုဖန်တီးပေးရတဲ့အုပ်စုကတော့အလုံးလုံးရင်သိကြရတာပါပဲနိုင်ငံရေးဘောကဗေဒကဘာတွေကိုလေ့လာတယ်လဲအကန့်အသတ်ရှိတဲ့အရင်းမြစ်တွေဆုံးဖြတ်ချက်ချမှတ်ရွေးချယ်ခြင်းတွေ လူတွေကိုဘယ်ယာတွေကလှုပ်ချင်ကန်ချင်စိတ်ပေါ်စေတယ်လဲဆိုတာတွေဒါတွေကလူတွေရဲ့ဘဝကိုဘယ်လိုတက်ရောက်တယ်လဲဆိုတာတွေလေ့လာပါတယ်ဒီဘက်မှာတော့နိုင်ငံတစ်ခုအတွင်းဒဏ္ဍာရီဥစ္စာကိုဘယ်လိုဖန်တီးလဲပတ်တယ်လဲဆိုတာနဲ့နိုင်ငံတွေချင်းချင်းကြားဘယ်လိုတံပိုးတွေကိုကူးလူးဖလှယ်တယ်လဲဆိုတာကိုရေဝူရဆွေးနွေးဖို့ရာရည်ရွယ်တာပါပဲနောက်ပြီး လူတွေရဲ့ဒဏ္ဍာရီဥစ္စာဖန်တီးတဲ့လောရက်တွေရဲ့အာနာရဲ့လားယာနဲ့ဘယ်လိုများစီးနောင်ပူကန်နေတယ်လဲဆိုတာလည်းပြောကြပါမယ် တံပိုးများကိုတိဆောက်ခြင်းနဲ့နိုင်ငံများရဲ့ဒါနဥစ္စာအရှိတိုင်းမှာဘာသာတရားတွေကနာဘွားကိုယေစုပြီးဒါနသီလစောက်တည်ဖို့လောဘမကြီးဖို့ဟောပြောကြတယ်လို့ပဲအနောက်မှာလည်းခရစ်တော်ကလောဘရဲ့အပြစ်ကိုဟောခဲ့ပါတယ်ခရစ်တော်ကတတိတွေကဘုရားနိုင်ငံစီရောက်တာထက်အနဘားတဲ့ကိုကလောဝင်ရှူတာက ပိုလွယ်တာပဲလို့ဟောခဲ့ပါတယ်ခရိယန်ကျောင်းတော်အနေနဲ့လူတွေရဲ့ရလုံမှုနဲ့စီစဉ်ဥစ္စာတွေဟာဘုရားသခင်နဲ့ဆန့်ကျင်ဘက်လို့ဟောခဲ့ပါတယ်နောက်ပိုင်း ပရိုတက်စတင်ဘာသာကွဲထွက်ပြီးနောက်မှာပရိုတက်စတင်သူ့ဆိုင်တွေမှာအလုပ်ကြိုးစားတာရိုးသားတာတာဝန်တည်တာစတာတွေပါဝင်လာပါတယ်။အလုပ်ကြိုးစားပြီးအမျက်ကိုလုပ်ငန်းထဲပြန်ရင်းနှီးဖို့ပြဟိတတွေလုပ်ကြဖို့လက်ညွန်လာတာတွေရှိလာပါတယ်။စက်ခွန်နေရာစုတုံးက Dutch နိုင်ငံကကမ္ဘာမှာရင်းရှင်စနစ်ကိုကောက်စွာပေါ်ပြခဲ့တဲ့ကမ္ဘာပထမဆုံးနိုင်ငံတစ်ခုပါပဲ။စီးပွားရေးလုပ်တယ်ဆိုတာဟာရဟန်းပြူရာနဲ့စစ်တိုက်တာတဲ့ကောင်းတယ်လို့ယုံကြည်ခဲ့ကြပါတယ်။ တကယ်ကဒီကာလတွေမှာဥရောပကဆင်းရဲနေတဲ့အနေဒါပဲရှိပါသေးတယ်။ဒါပေမဲ့ဆက်ရှိရာစုဇောပိုင်းကာလဥရောပနားမြောက်ဘက်မှာလူတွေကဓနပစ္စည်းကျွဲဝပေါများလာမှုကိုခံစားလာရပါတယ်။ချစ်ချစ်ကုတ်ကုတ်နေပြီးအသက်ရှင်ရတဲ့ဘဝတွေကနေသုံးဆောင်လေးတွေတို့ထွားဝဲနိုင်လာတယ်။လူတယောက်ကပတ်စံများများသုံးရင်နောက်တစ်ယောက်မှာပတ်စံဝင်ပါတယ်ဒီကသူ့လူတွေကိုလစာပို့ပေးနိုင်ပြီသူလည်းပို့သုံးဆွဲနိုင်လာပါတယ်ဆက်ဝိုင်းလည်းပြီးငွေသုံးကြငွေဝင်ကြနဲ့ ငွေပိုသုံးကြနဲ့ပိုကျွယ်ဝလာတယ်။နောက်တော့ fashion တွေခေတ်စားလာတဲ့ပိုးတယ်၊ကျွေးတယ်၊ငွေထည်တွေသုံးလာတယ်။တကယ်မလို့ပင်မဲ့စပင်မြင့်ကြီးထုံတာအင်ကြီးဖားဖားကြီးချင်းနဲ့ရက်ပြီးဝက်တာအိမ်မှာလှစင်မှုပစ္စည်းတွေဝယ်တာစတာတွေလှုပ်လာတာကိုခရီးရန်ကြောင်းတော်ကသဘောမကျပါဘူး။ဒါပေမဲ့လူတွေကတော့ဘာသာရေးတီလာတဲ့ဒဏ္ဍာဥစ္စာကိုပဲရွေးခဲ့ကြပါတယ်။ဒီဖွံ့ဖြိုးမှုကအင်္ဂလန်မှာပိုတည်တာပါတယ်။ 2023ခုနှစ်မှာလန်ဒန်ကဆောင်းဝင်ဘာနက်မန်တဗယ်ကမလိုဘူးဆိုတဲ့ဖက်ရှင်အုပ်ထုပ်တွေလက်အိတ်တွေငွေတယ်တွေက နိုင်ငံရဲ့စီးပွားရေးကိုမောင်းနေနေတယ်လို့ The Fable of the Bee ဆိုတဲ့စာတမ်းမှာရေးပါတယ်။ အဒမ်စမစ်ကိုအဲ့ဒီ1923မှာပဲစကော့တလန်ဒေသမြို့လေးတစ်ခုမှာမွေးပါတယ်စမစ်ကငယ်စဉ်ကတည်းကစာကြိုးစားပြီးအရွယ်ရောက်တော့ဒသနဆရာတူဖြစ်လာပါတယ်1986မှာကမ္ဘာကျော်ခေတ်ပြောင်းစာအုပ်တူဖြစ်တဲ့ World of Nations ကိုသူရေးခဲ့ပါတယ်သူဟာတမန်ဘောဂဗေဒဒသနဆရာတူမဟုတ်ပါဘူးသူကနိုင်ငံတွေကိုဖွံ့ဖြိုးပြီးလူတွေကိုပျော်ရွှင်စေခြင်းသူဖြစ်ပါတယ်သူကစီးပွားရေးတွေကိုတည်ချလေ့လာရမှာလူတယောက်တည်းက အလောက်အကုန်လုံးကိုတာဝန်ယူရင်အလောက်ပြီးတာနဲ့တဲ့အလောက်ကိုခွဲချမ်းပြီးတာဝန်ယူကြရင်တယောက်စီလောက်တာတဲ့ပို့ပြီးတယ်လို့တွေ့ပါတယ်အလောက်ရဲ့တစိတ်တဒေတာကိုကျွမ်းကျင်သူတို့ကတာဝန်ယူလိုက်ခြင်းဖြင့် ထုတ်ကုန်တွေတိုးတက်ပါတယ်ဒီအတွဲက Henry Ford ရဲ့ Assembly Line လို့ခေါ်တဲ့ကားထုတ်တဲ့ရွေးရှားစနစ်ကနေဒီနေ့ခေတ်ဆက်ရုံတွေမှာသုံးတဲ့ရွေးရှားထုတ်ကုန်စနစ်တွေအထိမျိုးစုံတိုးတက်စေခဲ့တယ်လို့ဂျပန်ရဲ့ပြန်လည်ဖွံ့ဖြိုးမှုမှာလည်းဆိုင်းယားကုမ္ပဏီတွေကတမျိုးစီထုတ်ပြီးပေါင်းကြတဲ့သဘာဝကိုမှန်းဆနိုင်တယ်လို့ပြောရမှာပါပဲလူဒီဟာဈေးကွက်မှာရှိတဲ့ရောင်းလုံအားနဲ့ဝယ်လို့အားဆိုတဲ့မမြင်ရတဲ့လက်ကြီးရဲ့ညွန်ပြမှုနဲ့ ကိုကျိုးစီပွားကိုကိုဖာသာလွတ်လပ်စွာရှာလို့ရတဲ့အခါနိုင်ငံရဲ့စီပွားရေးကဖွံ့ဖြိုးကြွယ်ဝလိမ့်မယ်လို့သူပြောပါတယ်။အဲ့ဒီခေတ်ကတခြားနိုင်ငံတွေကိုကျုံပြုတ်ပြီးရွှေတွေငွေတွေလွတ်ယူနေတဲ့ကာလမျိုးမှာသူကနိုင်ငံရဲ့ချမ်းသာမှုကရွှေတွေငွေတွေဘယ်လောက်စုနိုင်မှလဲမှအခြေမတည်ပဲလူထုတိုင်းဝိုင်းရဲ့လိုအပ်ချက်နဲ့လူလားချက်ကိုဖြစ်စည်းပေးမဲ့ထုတ်ကုန်တဲ့ဝန်ဆောင်မှုတွေဘယ်လောက်ထိပေးနိုင်တယ်လဲပေါ့မှာမူတည်တယ်လို့ရှိတယ်။ကျုံစနစ်ဟာအပြည့်အစည်းအလေလွင့်များတဲ့လူတွေကို ကိုဘဝကုဒနာတွေကုဖာသာစိတ်တက်တက်ကြွပြီးစီးပွားရှာလာအောင်သာလုပ်တင်တယ်လို့ရေးပါတယ်။တာသတ္တမဘီယာချက်တဲ့သူနဲ့ပအောင်ဖုတ်စရာတို့ကပရိဒတ်တွေလှုပ်လို့ကျုပ်တို့ညသာစားရတာမဟုတ်ဘူးဗျ။ကို့အကျိုးစီးပွားကိုတိဆောက်ကြရာကနေဖြစ်လာတာမဟုတ်လားလို့သူကရေးပါတယ်။နိုင်ငံမှာရှိတဲ့ပြည်သူအများစုကစီးရဲမွဲတင်နေတော့နိုင်ငံတော်ကြီးကဗန်နီနဲ့မှပြောဖို့မကောင်းဘူးလို့သူထောက်ပြခဲ့ပါတယ်။ဒါအပြင်ဆိုရကနိုင်ငံရဲ့စီးပွားရေးမှာရသမျှမပါဘူးအကန့်အသတ်ထားတဲ့တယ်လို့ပြောပါတယ်။ ရလုံအားဝယ်လိုအားနှစ်ခုကသူ့ဖာသာညှိယူတာကိုမဆောင်ပဲဆိုရကဝင်းပါခြင်းဟန်ချက်ပြက်တာပဲဖတ်တင်တယ်လို့သူမြင်တယ်သို့တော်လည်းပဲလူတို့ရဲ့ရောင်းဝယ်ရေးဘဝအတွက်လိုအပ်တဲ့ဥပဒေကိုဆိုရကထုတ်ပေးရမယ်ဆိုတာသူလက်ခံပါတယ်အရှိအိန္ဒိယကုမ္ပဏီတို့လိုကုန်သည်ဦးစီးတဲ့ဘောဂပေတာကိုတော့သူဝေဖန်ခြင်းဆိုတဲ့လွတ်လပ်တဲ့ဈေးကွက်နဲ့ကုန်သွယ်ရေးကိုနိုင်ငံတွေရဲ့တနအဥ္စာအတွက်အရေးကြီးတယ်လို့သူအဆိုပြုခဲ့ပါတယ်ဒီနေ့ထိ Smith ရဲ့အတန်းကပဲ့တင်ထက်တုံးပါပဲ ကာမတ်စ်နဲ့လူလူနှလုံးသားတွေကအရင်ရှင်တို့ရဲ့အစိတ်မတ်စ်ကာမတ်စ်ကို1818ခုနှစ်ဂျာမနီမှာမွေးပါတယ်အသက်18နှစ်မှာဥရီကိုလေ့လာဖို့ဘွန်တက္ကသိုလ်ကိုသွားပါတယ်ဘာလင်နဲ့ရှင်နာတက္ကသိုလ်တွေမှာပညာလေ့လာခဲ့ပြီး difference between the democratian and epicurean philosophy of nature စာရင်းနဲ့ပါရဂူဘွဲယူပါတယ်ဒီ epicurean အမြင်ဟာ marx ရဲ့ communist အမြင်ပုံပေါ်ဖို့အထောက်ပံ့ဖြစ်ခဲ့ပါတယ် community အုပ်စုတွေတဲ့ပါဝင်ခဲ့ပြီးဂျာနယ်တစ်လုပ်ခဲ့သူပါဂျာမနီကနေနေထုတ်ခံရပြီးဗန်နိုင်ကန်ကမှလက်မခံလို့နိုင်ငံမဲ့ဖြစ်ခဲ့သူဖြစ်ပါတယ်နောက်တော့လန်ဒန်မှာဘွားကိုခြေချပါတယ်သားသမီး9ယောက်ထက်မနည်းထွန်းကားပြီးသမီး9ယောက်ကမွေးပြီးမကြခင်မှာပဲဆုံးပါသွားကြပါတယ်မတ်စ်ကိုတိုင်ကကျမ်းမာရေးကောင်းလာသူမဟုတ်ပါဘူးဘွားကိုခက်ခဲစွာဖြတ်ခဲ့ရသူလို့ပြောရမှာပါပဲစီးပွားရှာရလည်းမလွယ်ပါဘူးသူ့မိတ်ဆွေအင်ဂယ်ကကြော်ဝတ်သူဖြစ်လို့သူ့ကိုများစွာပဲကူညီပေးနိုင်ခဲ့ပါတယ် ကာမတ်ဆက်အမြင်မှာလောကသမိုင်းဟာရုပ်အခြေအနေတွေကိုအခြေခံပြီးဖွင့်ပြနေတာဖြစ်တယ်။လေယာဟတ်တွေကခမည်းတော်အတိုင်းဝိုင်းစီ မြေရှင်ပရိသတ်ကို ပေးတယ်လို့ပဲရေနွေးခွေးဆက်ကစမ်းမှုရင်းရှင်စနစ်ကိုပေးတယ်ပြလို့သူရေးခဲ့တယ်။ခိတားရဲ့သမိုင်းကအမျက်ထုတ်ဖိနှိပ်သူနဲ့အမျက်ထုတ်ခံရတဲ့လူဒန်းစားနှစ်ခုရဲ့ရောက်ကံမှုဖြစ်တယ်လို့သူက ဆိုတယ်။ရင်းရှင်တွေရဲ့အမျက်ထုတ်မှုကိုအလုတ်သမားတွေခါးစည်းခံရတာနဲ့ကော်လိုနီစနစ်ရဲ့အစိုးကျကိုဒေသအသီးသီးက လူမျိုးမျိုးခံနေရတဲ့အခေတ်အတွက်သူ့ရဲ့မြင်ကတော်လန်ရေးပဲရင်းရှင်စနစ်ဟာဖွံ့ဖြိုးမှုကိုရှေ့တိုးစေတဲ့စနစ်လို့ကာမတ်စ်ကသုံးသပ်ပါတယ်။ဒါမဲ့မော်ဒန်ခေတ်သစ်အလုပ်တွေမှာလူဟာကိုယ့်ရဲ့နှစ်သာရကိုပစ္စည်းတွေနဲ့ထည့်ပြီးလုပ်ပေမဲ့ဒီပစ္စည်းတွေကိုမပိုင်ရပဲထုတ်ကုန်နဲ့လှုပ်သားကတစိမ့်ပြင်းပြင်းဖြစ်ရတယ်လို့မတ်စ်ကမြင်တယ်။အလုပ်တွေကိုထူးပြူပြီးခွဲခြားလုပ်ကြတာဖွံ့ဖြိုးရေးအတွက်ကောင်းဝင်မဲ့အလုပ်မှာထားတဲ့ဘဝအတိတ်ပဲပျောက်စေတယ်လို့မတ်စ်ကမြင်ပါတယ်။ အလौဒမားဟာလောက်ခများများလိုချင်ပြီးအရေးချိန်ကလောက်ခနည်းနိုင်သမျှနည်းအောင်ပေးတာပဲဒါဟာမပြောင်းနိုင်တဲ့ဝိရောဓိပฏิပက္ခပါအလौဒမားရဲ့နေတာရာကထွက်လာတဲ့လောအားကိုအရင်ရှင်ကကောင်းပုံဖြတ်ဖို့အမြဲကြိုးစားတယ်ပစ္စည်းတွေကိုလူတွေသုံးနိုင်တာတည်းပို့ပြီးထုတ်တယ်ရင်းရှင်စနစ်ကမတည်ငြိမ်နိုင်ဘူးဒါမှမဟုတ်နိုင်ငံတွေကရင်းရှင်စနစ်ရဲ့ထောက်ပံ့မှုကိုခံပြီးစနစ်ကိုထိန်းထားတယ်တစ်ချိန်ကျရင်နိုင်ငံတကာလောက်သားအလုံးကကိုယ့်ဘာသာဖိနှိပ်ခံရကြအောင် တိလာတဲ့ချိန်စုစည်းပြီးတွန်းလှန်လာရင်ရင်းရှင်စနစ်ပြိုသွားမယ်ဒီကပြီးနေခံရသူတွေကနိုင်ငံရေးအာဏာကိုကင်ပြီးလူသားဝိုင်းကိုပြန်တိဆောက်ရမယ်တချိန်ကျရင်နိုင်ငံတွေပါပျောက်သွားဖို့အထိဖြစ်လာနိုင်တယ်လို့သူမြင်ပါတယ်မာက်ဆ်ရဲ့ထင်ရှားဆုံးဖက်သင်းတဲ့စာဆောင်တွေကကွန်မြူနတီပါတီကြော်ညာစာရန်အရင်ကျမ်းနဲ့ Critic of the Gothic Programmer အရင်ကျမ်းကိုအတွဲသုံးရေးဖို့လုပ်တော့1883မှာကွင်လွန်သွားပါတယ်သူတည်တော့ စာရေးဖို့ထုတ်ထားတဲ့မတ်စုစာရွက်တွေထောင်တောင်းချီမိကြံခဲ့ပါတယ်ဒါကြောင့်1840နှစ်မှာစုံခဲ့ပြီးအလုပ်တွေပေါင်းလုပ်ဖြစ်ခဲ့တဲ့ရေရှည်မိတ်ဆွေအင်္ဂါကပဲဆက်ပြီးရေးပြီးထုတ်ခဲ့ပါဗါး။ကောင်းမဆက်စာဗနာမှာအင်္ဂါကနိုင်ငံရေးကိုပြောင်းလဲဖို့ဒီဇိုင်းမမတ်ကြိုးစားခဲ့သူဆိုပြီးတန်းတပြောပြပါဗါး။ဒီနေ့ကမ္ဘာမှာစီးပွားရေးမများတာမှုကြီးလာတာစီးပွားရေးစနစ်ကိုပြင်ဖို့လိုတာလူများလက်ခံကြပါဗါး။ ။အရင်ရှင်စနစ်ရဲ့ယောဂကို mask ကရှာပြခဲ့တာဟာဘာကိုပြင်ရမလဲဆိုတော့မိခွန်းရဲ့တစိတ်တဒေတာအမြဲဖြစ်နေမှာပါပဲ။ရှူထောင်နှစ်ခုရဲ့ပုံမြင်အရင်ရှင်စနစ်ကကဘာနတ်ကို20ရာစုဇောပိုင်းကစပြီးပြောင်းလဲလုပ်လာခဲ့ပါတယ်။လူတွေအလုပ်သမားတွေမျက်ထုတ်ခံရတာကြီးလာတဲ့အတွက်သူ့ကိုတုံ့ပြန်တဲ့ community ဝါဒလည်းကြီးထွားလာခဲ့ပါတယ်။ဥရောပကနိုင်ငံရေးလူမှုရေးမတည်ငြိမ်မှုများစွာဖြစ်လာခဲ့ပြီးဆိုဗီယက်ယူနီယံကို1922ခုနှစ်မှာတည်ထောင်လိုက်ပါတယ်။ ကမ္ဘာမှာစီးပွားပြက်ကတ်တွေစားရောက်လာပြီး community ဝါဒပိုအားကြီးလာပါတယ်။ဒုတိယကမ္ဘာစစ်အပြီး CAKG မှာ Liberal ရင်းရှင် Democracy နဲ့ Community ကနေပုံပြောင်းလာတဲ့အာဏာရှင်စနစ်တို့အားပြိုင်ခဲ့ကြပါတယ်။ဗီရိရှားဘောကပေးတာပညာရှင် John Maynard Keynes ကစီးပွားရေးမှာဆိုးရွားရဲ့ပါဝင်မှုလိုအပ်တယ်လို့ယူဆခဲ့သူပါ။သူရဲ့ A General Theory of Many Interactions employment ဆောင်မှာ macro စီးပွားရေးအကျပ်အတဲကိုဇိုးရကနေပြီးငွေကြေး policy နဲ့ဘဏ္ဍာရေး policy တို့ချမှတ်ပြီးကင်တွယ်သင့်တယ်လို့ဆိုပါတယ်စီးပွားရေးလှုံ့ဆော်မှုတွေကိုလှုံ့ဆော်ဖို့ဇိုးရရဲ့အခန့်ကဏ္ဍအပြင်ပြည်သူတွေရဲ့အခန့်ကဏ္ဍအပြင်ငွေကြေးသုံးစွဲဖို့ကားတွေရေခဲတစ်တာတွေထပ်ဝဲကြဖို့တိုက်တွန်းခဲ့သေးတယ် Neo Liberal ဝါဒဘက်ကစီးပွားရေးတွေမှာဇိုးရရဲ့ပါဝင်မှုကိုသေးဆုံးဖြစ်အောင်ကန့်သတ်ဖို့လိုအပ်တယ်လို့ရှုမြင်တဲ့အတွက်အငင်းခုံတွေရှိခဲ့ပါတယ်။ FA Hayek နဲ့ Ludwig von Mises တို့ရဲ့ Austrian ဘက်ကျန်းစီးပွားရေးတွင်မှာတော့ဇိုယာကဝင်ပါလာရင်တီထွင်ဖန်တီးမှုကိုထိခိုက်စေကြောင်းနဲ့ရေရှည်စီးပွားရေးကိုနှေးကွေးစေကြောင်းဆွေးနွေးပါတယ်။ Milton Friedman ကတော့သူ့ရဲ့လွတ်လပ်တဲ့ဈေးကွက်အမြင်နေနဲ့ဇိုယာရဲ့ဖြေလျှော့မှုတွေကပိုလိုအပ်ကြောင်းဆွေးနွေးပါတယ်။1980ခုနှစ်မှာတော့ငွေကြေးဝါဒနဲ့ရောင်းလိုအားဘက်ကျန်းကိုအာရုံစိုက်တဲ့စီးပွားရေးအမြင်ကပိုအားကောင်းခဲ့တယ်။ဈေးနှုန်းတည်ငြိမ်ရေးနဲ့စီးပွားရေးဖွံ့ဖြိုးဖို့အတွက် လဲပတ်တဲ့ငွေကြေးပမာဏကိုဖြည်းဖြည်းချင်းတိုးဖို့လိုတယ်လို့ငွေကြေးဝါဒီတွေကယူဆတယ်။ရောင်းလို့အားဘက်အာယုံဆိုင်သူတွေကအခွန်ခောက်တာတွေလျှော့ဖို့ဇိုးရကနေတင်းကျပ်ထားတာတွေလျှော့ဖို့လိုတယ်လို့ရှုမြင်ကြပါတယ်။ American မှာတော့ Neoliberal စီးပွားရေးကတော်တော်ပဲအားကောင်းခဲ့ပါတယ်။1944ခုကနေ1980ခုကြားလောက်မှာအလုပ်ဖြစ်ခဲ့တဲ့ American dollar နဲ့ကမ္ဘာငွေကြီးအားလုံးကိုတိုက်တာတဲ့စနစ်ကြီးရှိခဲ့ပါတယ်။အဲ့ဒီကာလမှာ American dollar ကိုရွှေပေါင်းနဲ့ပြန်ပြီးထိန်းထားပါတယ်။အဲ့ဒီစနစ်အောက်မှာ ငွေလဲလဲနှုန်းတွေကမှန်းလို့ရအောင်တည်ငြိမ်ခြင်းရှိခဲ့တယ်။1981မှာတော့အမေရိကန်ကရွှေနဲ့ခံထားတာကိုပြန်ရုပ်သိမ်းပါတယ်။ဒါမဲ့ကမ္ဘာမှာယုံကြည်လို့ရတယ်လို့ယူဆထားတဲ့စနစ်ဖြစ်နေတာရဲ့အမေရိကန်ရဲ့စီးပွားရေးကကြီးလွန်လာရဲ့ရေနံကိုအမေရိကန်ဒေါ်လာနဲ့ပဲရောင်းဝယ်လုပ်ဖို့နဲ့ sorry အာရေဗျကိုအမေရိကန်ကစစ်ပတ်ဆိုင်ရာထောက်ပံ့ပေးမယ်ဆိုတဲ့သဘောတူမှုရှိထားတာရဲ့ကြောင့်အမေရိကန်ဒေါ်လာကကမ္ဘာမှာဆက်ပြီးကြီးစိုးခဲ့တယ်။1983ခုမှာတရုတ်က လူတချို့အရင်ချမ်းသာတာဟာမင်္ဂလာရှိပါတယ်လို့ဆိုပြီး market ဈေးကွက်စီးပွားရေးကိုဝင်လာပါတယ်1985နောက်ပိုင်းမှာ Soviet Union မှာ Gorbachev တက်လာပြီး American နဲ့တော်တော်ရင်းနှီးခဲ့တယ်1990ခုနှစ်မှာတော့ Soviet Union ပြုတ်ကွဲပြီး Liberal ရင်းရှင် Democracy ကနိုင်ရခဲ့ပါတယ်ဒီနောက်ကဘာမှာ Liberal ဝါဒကနိုင်ရပြီးနိုင်ငံရေးသမိုင်းပြီးသွားပြီး End of History လို့ Fukuyama က ကြေကျော်ခဲ့ပါတယ်။ American ဟာကမ္ဘာရဲ့တခုတည်းသောတောက်တိုင်ဖြစ်လာပြီးစီးပွားရေးနိုင်ငံရေးလွှမ်းမိုးသူ Super Power ကမ္ဘာရဲ့ကြီးလို့ဖြစ်လာပါတယ်။2000တခုနှစ်မှာ9/11တိုက်ခိုက်ခံရပြီးတဲ့အခါမှာတော့ American စီးပွားရေးလည်းတော်တော်လေးထိခိုက်သွားပါတယ်။ဒါနဲ့အကြမ်းဖက်မှုကိုတိုက်ခိုက်တယ်ဆိုပြီးစစ်တွေလည်းဖြစ်တယ်။မဆိုင်တဲ့ဒေသတွေလည်း American စစ်တပ်ဝင်သိမ်းတာခံလိုက်ရတယ်။2008ခုနှစ်စီးပွားရေးပြက်ကက်ဆိုင်ရာမှာ American နိုင်ငံရဲ့ လောကနိဗ္ဗာန်တောင်းတတဲ့အမြင်ဟာအကန့်အသတ်ရှိကြောင်း နားလည်လာကြပါတယ်။စီးပွားရေးကြဆင်တာကိုအစိုးရကဝင်ရောက်ထိန်းညီဝါဒနဲ့အစိုးရတွေဝင်မပါရေးဝါဒတွေအကြားအငင်းပွားမှုလည်းပြင်းထန်ခဲ့ပါတယ်။လေပြားနဲ့စီးရီးယားတို့မှာအခြေအနေတွေဆိုးရွားလာပြီးတဲ့နောက်အမေရိကန်အနေနဲ့ကမ္ဘာနိုင်ငံတွေမှာဝင်ပါနေပုံကမှားရင်တယ်လို့အမေရိကန်ပြည်သူတွေပါဝင်များကရှုမြင်လာကြတယ်။ကမ္ဘာမှာလက်ရှိအမေရိကန်ရဲ့လွှမ်းမိုးမှုကရှိနေပေမဲ့ ဒီလွှမ်းမိုးမှုကိုစိန်ခေါ်တာတွေရှိလာတယ်။ရေနံစည်းတွေတက်လာတာကြောင့်အရှေ့လဲပိုင်းဒေသနဲ့ရုရှားတို့မှာဝင်ငွေအလွန်တိုးတက်လာတယ်။တကားပွင့်ဝါဒနဲ့ globalization ကြောင့်တရုတ်မှာလည်းကုန်ထုတ်လုပ်မှုနဲ့လောက်သားဈေးကွက်ကိုခြေခံပြီးစီးပွားရေးဖန်တီးမှုအားကောင်းလာခဲ့ပါတယ်။ globalization ဟာကတိပေးထားတဲ့အတိုင်းကမ္ဘာလူသားတွေစီဒီမိုကရေစီနဲ့တန်းတူညီမျှမှုကိုယူလာမပေးနိုင်ခင်မှာပဲချမ်းသာသူတွေကိုပိုချမ်းသာလာစေပြီး နေပြည်တော်မှကြားတဲ့အာဏာရှင်တွေအတွက်ပုံစံမျိုးမျိုးနဲ့အရင်မြစ်တွေကိုပေါ်ကြွယ်ဝလာစေခဲ့ပါတယ်။ဒါကိုအမေရိကန်အနေနဲ့လည်းမကျေနပ်ပါဘူး။ကမ္ဘာအခြေချမ်းဟာငြိမ်းချမ်းစွာတိုးတက်လာဖို့ဖြစ်နိုင်ပါမလားလို့မေးခွန်းထုတ်တယ်လို့ကမ္ဘာအခြေချမ်းကလည်းအနောက်အုပ်စုကအေးချမ်းစွာအာဏာကိုရှော့ချပေးနိုင်ပါမလားလို့မေးခွန်းပြန်ထုတ်ပါတယ်။မကြာခင်က Sorry Arabian နဲ့တရုတ်က ရေနံကိုအမေရိကန်ဒေါ်လာမဟုတ်တဲ့တခြားငွေကြေးနဲ့ရောင်းနိုင်မလားဆိုတဲ့ကိစ္စကိုဆွေးနွေးခဲ့ကြပါတယ်။အမေရိကန်ဒေါ်လာရဲ့လွှမ်းမိုးမှုကိုချိန်ချောက်တယ်လို့ရှုမြင်သူများစွာရှိပါတယ်။ကမ္ဘာစီးပွားရေးအနာဂတ်ဟာလက်ရှိမှာမရေမယာဖြစ်လျက်ရှိပါတယ်။2025မှာအမေရိကန်နဲ့တရုတ်တို့ရှစ်ဖြစ်နိုင်တယ်လို့ကျယ်လေးဝင့်အဆင့်ရှိတဲ့အမေရိကန်လေတက်အရာရှိမိုက်မင်နီဟန်ကတတိပေးထားပါတယ်။နိုင်ငံအတွင်းတနအုပ်စာဖန်တီးသောပုံစံများ နိုင်ငံတစ်နိုင်ငံနဲ့တစ်နိုင်ငံဒဏ္ဍာဥစ္စာဖန်တီးရမှာအဓိကအာရုံထားတဲ့ခံနာတွေမတူကြပါဘူး။ဟိုးရင်ခစ်တုံကတော့ရိုးရပုံစံစီးပွားရေးတွေမှာအဖေကဘဘဲထူရင်ဒါကိုလည်းဘဘဲစရာဖြစ်စေခြင်းနဲ့စီးပွားရေးပုံစံတွေရှိခဲ့ပါတယ်။ကော်လိုနီခစ်မှာကုန်တယ်ကြီးစိုးတဲ့စီးပွားရေးစနစ်ဖွင့်ပြခဲ့တယ်။အရှေ့အိန္ဒိယကုမ္ပဏီလိုကုဖါသာတပ်ဖွဲ့တွေတောင်ရှိတဲ့ကုန်တယ်အစုအဖွဲ့နဲ့တခြားနိုင်ငံကရွှေတွေစုတဲ့ခစ်ကြီးရှိခဲ့တယ်။အဲ့ဒီခစ်ကဒဏ္ဍာဥစ္စာကအကန့်အသတ်ရှိတယ်။ တချို့နိုင်ငံတွေချမ်းသာဖို့တချို့နိုင်ငံတွေစီးရဲရမှာပဲဆိုတဲ့အမြင်မျိုးရှိခဲ့တာမဟုတ်ပါဒါပေမဲ့ဒီနေ့ခေတ်မှာနိုင်ငံတွေဟာလွတ်လပ်စွာကုန်သွယ်ဖို့လုပ်မယ်ကိုယ်ကောင်းဆုံးလုပ်နိုင်တဲ့အရာကိုထုတ်ပြီးဝန်ဆောင်ပြီးတခြားနိုင်ငံကထုတ်တာဝန်ဆောင်တာနဲ့လဲကြမယ်ဆိုတာမျိုးဖြစ်လာတယ်နိုင်ငံတွေရဲ့စီးပွားဖွံ့ဖြိုးမှုကို GDP နဲ့တိုင်းတယ် GDP ဆိုတာက Gross Domestic Product စုစုပေါင်းပြည်တွင်းထုတ်လုပ်မှုလို့မြန်မာလိုခေါ်ပါတယ် တမ်းမတ်ကာလတစ်ခုအတွင်းအပိသက်ထုတ်လုပ်တဲ့ကုန်ပစ္စည်းနဲ့ဝန်ဆောင်မှုတွေအလုံးရဲ့ဈေးကွက်တန်ဖိုးကိုခေါ်တာပါပဲ။ဒါကအကောင်းဆုံးတိုင်းနိုင်တာတော့မဟုတ်ဘူး။သူ့မှာလည်းလိုအပ်ချက်တွေရှိပါတယ်။နိုင်ငံတကာမှာနှိုင်းရှင်ဖို့တော့လက်ရှိတာကိုပဲတုံးနေတယ်။ဒနာဥစ္စာဖန်တီးရမှာတချို့နိုင်ငံတွေကစပြူးရိတ်ကိုအခြေခံ၊တချို့ကဝန်ဆောင်မှုကိုအခြေခံ၊တချို့ကကုန်ထုတ်လုပ်မှုကိုအခြေခံ၊တချို့ကငွေကြေးစနစ်ကိုအခြေခံပြီးဒနာဥစ္စာကိုဖန်တီးကြတယ်။ကုန်ပစ္စည်းထုတ်လုပ်တာကတော့ရေပန်းအစားဆုံးဖြစ်နေတော့မယ်။ လင့်ဒင်မှာပြထားတာတွေကိုရေးထွက်တဲ့သူတေသနာတစ်ခုမှာလိလာတဲ့နိုင်ငံစီးပွားရေး66ခုမှာ52ခုထိမြင့်မားတာတွေ့ရတယ်။ကြီးညာတဲ့လှုပ်တွေကိုတော့အာဂျင်တီးနားတောင်အာဖရိကနဲ့ထိုင်းအပါဝင်နိုင်ငံ20ကျော်မှာမြင့်မားတာတွေ့ရပါတယ်။အမေရိကန်မှာဆေးရုံဆေးထုတ်လုပ်ရေးကျန်းမာရေးစောင့်ရှောက်မှုတွေနဲ့သက်ဆိုင်တဲ့စီးပွားရေးတွေပြီးရင်ကုန်ပစ္စည်းထုတ်တာကအကြီးဆုံးပါပဲ။အာရှထဲမှာတရုတ်၊အီရန်နဲ့အိန္ဒိယနိုင်ငံ၃ခုကိုကြီးကြရအောင်ပါ။တရုတ်ဟာအာရှမှာအကြီးဆုံး GDP ရှိပြီး 73.6 trillion ကျော်ပါတယ်။သူ့ရဲ့အကြီးကလုပ်ငန်းပိုင်းကတော့တက်ထူတူရာစတီးလုပ်တာ၊တန်လုပ်တာနဲ့ပိတ်ဆာလုပ်ငန်းမှာဒုတိယအကြီးဆုံးကယူရန်ဖြစ်ပြီးအကြီးကရေနံကိုတင်ပို့ကုန်80ရာခိုင်နှုန်းလောက်မိကိုထားပါတယ်။ဒုတိယကြီးတာကပိတ်ဆာလုပ်ငန်းမှာအိန္ဒိယနိုင်ငံနဲ့အတော်ကလေးကို GDP တက်လာပါတယ်။အဝိချုပ်ပိတ်ဆာနဲ့ဓာတုဗေဒလုပ်ငန်းပိုင်းတွေအားကောင်းပါတယ်။ဥရောပမှာတော့ဂျာမနီကအကြီးဆုံးစီးပွားရေးဖြစ်ပြီးဥရောပတစ်ခုလုံးရဲ့ GDP 28ရာခိုင်နှုန်းရှိနေပါတယ်။ခီးသွားလာရေးလုပ်ငန်း၊ဘဏ်လုပ်ငန်းနဲ့ထုတ်လုပ်မှုရေးရာအပိုင်းတွေနဲ့တည်ဆောက်မှုပိုင်းတွေကအားကောင်းပါတယ်။ပိုလန်ကတော့ GDP ဘီလီယံဒေါ်လာ985ကျော်ပါတယ်။သူကတော့စီးပွားလုပ်ငန်း၊စားပျိုးရေးနဲ့တက်တူတူပေါ်ရေးလုပ်ငန်းတွေအားကောင်းတယ်။ဆွေဒင်မှာတော့ထုတ်ကုန်ကိုဗရာနာမထားတဲ့စီးပွားရေးဖြစ်ပြီးကျွန့်သစ်ရေအားနဲ့တန်ချမ်းတွေထုတ်ပါတယ်။ဩစတြေးလျက GDP 1.43 trillion dollar လောက်ရှိပြီးနိုင်ငံရဲ့စီးပွားရေး80%ရာခိုင်နှုန်းလောက်က ဝန်ဆောင်မှုပေးတဲ့စီးပွားရေးလုပ်ငန်းဝင်တွေပါဝန်ဆောင်မှုဆိုတာကအခြားသောလုပ်ငန်းပိုင်းတွေနဲ့လည်းချိတ်ဆက်နေတာမျိုးပါပဲခီးသွွားလုပ်ငန်းကလည်းတော်တော်ကြီးပါတယ်ကျန်းမာရေးဝန်ဆောင်မှုဘက်ကလည်းတော်တော်ဝင်ငွေရပါတယ်ကောင်းတာလည်းအလွန်ကောင်းပြီးအဆင့်တန်းမြင့်မားပါတယ်ဒီစင်းဟာတည့်ရသေးလို့ဘယ်သူမှမပြောနိုင်ပါဘူးပြောင်းလဲနေတာပဲဖြစ်ပါတယ်တရုတ်ကိုကြည့်လိုက်ရင်ပြီးခဲ့တဲ့ခေတ်မှာလူတွေထမင်းငတ်ပြီးဘီလီယံနဲ့ချီတည်ဆုံးခဲ့ရတဲ့အထိဆင်းရဲခဲ့တာပါပဲဒီနေ့ဆို တော်တော်ချမ်းသာတဲ့နေသားရောက်ပြီးအမေရိကန်ရဲ့စီးပွားရေးနောက်ဘက်ကနေလိုက်နေပါတယ် ခုနှစ်ပိုင်းမှာတော့နည်းနည်းပြန်ကျဆင်းပါတယ်စီးပွားရေးလုပ်ငန်းပိုင်းတွေကပြောင်းနိုင်တယ်ကြီးထွားနိုင်တယ်လို့ပြန်ကြုံသွားနိုင်ပါတယ်အင်ဒိုနီးရှားဟာပြီးခဲ့တဲ့နှစ်အနေငယ်ကနှစ်ခဲရီကိုတတ်ထူရိုင်းအတွင်းနဲ့အခြားနိုင်ငံတင်ပို့တာကိုတားဆီးလိုက်ပါတယ်ဒါဟာဥရောပအတွက်အတော်ထိခိုက်မှုဖြစ်ပါတယ် အင်ဒိုနီးရှားကနေကယ်တက်တူရိုင်းကိုဥရောပကဝယ်ပြီးသူတို့မှတန့်စင်ပြီးကုန်ကြောထုတ်တယ်။အခုမတန့်စင်ရသေးတဲ့တက်တူရိုင်းတွေကိုဝယ်များတဲ့အတွက်ကမ္ဘာကုန်သွယ်ရေး World Trade Organization သဘောတူညီချက်ကိုထိခိုက်စေတယ်ဆိုပြီးအင်ဒိုနီးရှားကိုတရားစွဲပါတယ်။အင်ဒိုနီးရှားကလည်းကိုယ့်အရင်းမြစ်ကိုယ့်ဘာသာကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ရှိတယ်။တက်တူရိုင်းမရောင်းပေမဲ့တန့်စင်ပြီးတက်တူကိုဝယ်လို့ရတာပဲဆိုပြီးပြန်ညှင်းပါတယ်။ဒါမဲ့လက်ရှိဥရောပကို WTO ကအနိုင်ပေးထားပါတယ်။ ကြာကာလမှာဒီဖြစ်စဉ်နောက်ပိုင်းအင်ဒိုနီးရှားမှာရင်းနှီးမြှုပ်နှံမှုတွေရှိလာပြီးနေကစားရာစီးပွားရေးလည်းပိုတိုးတက်လာပါတယ်။ဒီခေတ်စီးပွားရေးမှာသတင်းအချက်အလက်နဲ့နှီးပညာရဲ့တန်ဖိုးကလည်းအလွန်ကိုကြီးမားလာပါတယ်။ကိုယ်နိုင်ငံရဲ့အတွင်းကစီးပွားရေးလုပ်ငန်းနဲ့တခြားနိုင်ငံတွေကလုပ်ငန်းပုံစံတွေကိုသိချင်းဟာနိုင်ငံရေးကိုနားလည်ဖို့အထောက်အကူဖြစ်ပါတယ်။ဒါအပြင်နိုင်ငံတွေရဲ့စီးပွားပြတ်ကတ်တွေနဲ့စီးပွားရေးပြန်ဦးမောင်းအောင်ပြုလုပ်ကြပုံတွေကလည်းဒဏ္ဍာဥစ္စာဖန်တီးမှုကိုနားလည်နိုင်ဖို့အတွက်လိလာတင်တဲ့အချက်တွေဖြစ်ပါတယ်။ ပေါကလလွတ်လပ်ခြင်းနဲ့တန်းတူညီမျှခြင်းရဲ့လွန်ဆွဲပွဲညံလင်းပွင့်ကာလကြီးမှာလူသားတွေရဲ့လွတ်လပ်ခွင့်ကိုအများကြီးပြောခဲ့ပါတယ်။မြို့သားနိုင်ငံတော်ပုံစံနဲ့မွေးဖွားပေးလိုက်တဲ့ဥရေစုမိုးရဲ့အမြင်တွေဖွင့်ပြောခဲ့တယ်။ American Dollar ရဲ့ပြင်သစ်ဒေါ်လာရဲ့တွေမွေးပေးလိုက်တယ်။ Liberal War အရင်ရှင်ဝါရ community ဝါဒဖက်စစ်ဝါဒတွေထွန်းကားပြီးကဘာစစ်တွေနဲ့အဆုံးသတ်ခဲ့တယ်။ကဘာစစ်တွေကြောင့်ထိခိုက်ခံရတဲ့လူထုတွေကအရင်ရှင်စနစ်နဲ့အတင်းလောက်ဖြစ်မယ်လို့မမြင်တော့ဘဲဇိုးရကလူမှုဖူလုံရေးတွေကိုတာဝန်ယူရမယ်လို့မြင်လာပါတယ်။ လူတရားဘဝမှာစားဖို့အိပ်ဖို့ပူနေရရင်လွတ်လပ်မှုဆိုတာတကယ်မရှိဘူးလို့မြင်ပါတယ်ဒီခါမှာသူသဖြင့်အမေရိကမှာ social liberal ဝါဒတွေထွန်းကားလာပြီးဇိုးရရဲ့ခန့်ကန်တာပြန်ကြီးလာပါတယ်နောက်ပိုင်းကျတော့စီအေးခင်မှာ American နဲ့ဆိုပြီးအားပြန်တဲ့အခါ community စနစ်ရဲ့အစိုးချုပ်တွေကိုဝါဒဖြန့်ရင်ဇိုးရကဝန်ဆောင်မှုပေးတဲ့ပုံစံရဲ့ပြဿနာတွေကိုတုံ့ပြန်ရင်းနဲ့ America နဲ့ England မှာ neo liberal ရင်းရှင်ဝါဒထွန်းကားလာပြီးလူတိုင်းဟာကိုယ်တော်ဝင်ကိုယ်ယူရမယ်ဆိုတဲ့အတွေးခေါ်တွေလည်းပေါ်လာပါတယ် ီနေ့ကကဘာစီပွားရေးမှာလူတိုင်းလွတ်လပ်စွာစီးပွားရေးလုပ်ခွင့်နဲ့လူမှုဖူလုံရေးအမြင်တစ်ခုကြားတဲ့တည်ငြိမ်မှုရအောင်တမှုဟ synthesis ဖြစ်အောင်နိုင်ငံတွေကကြိုးစားကြတာပါပဲတရုတ်နိုင်ငံမှာတော့ community war ဆစ်စဲကြီးသွားမယ်ဆိုတဲ့ကြွေးကြော်သံကနေအခု social democrat ပုံစံပြောင်းလာတဲ့မကြခင်ကရှီကျင့်ဖင်ရဲ့မိန့်ခွန်းထဲမှာဇပွဲဝိုင်းကိုကြီးလာအောင်လုပ်မယ်ဇပွဲမှာကိုယ်ခွဲတန်းကိုအားလုံးဝိုင်းစားလို့ရအောင်လည်းလုပ်ကြရမယ်လို့ပြောသွားပါတယ် ကိုပိုင်ဒနာမရှိကိုပိုင်ဥစ္စာမပိုင်တဲ့ community စနစ်လိုနိုင်ငံတွေမှာဒီနေ့ကဘာမှလူထုတွေကအိမ်မက်မမက်ကြတော့ပဲပြည်စည်းဥစ္စာပိုင်ဆိုင်မှုနဲ့မျှတာမှုကိုပဲစဉ်းစားလာကြတာတွေ့ရပါတယ်။အနာဂတ်ကိုကြည့်လိုက်ရင်တော့ဘယ်လိုဘောကပေးတာစနစ်မျိုးဖြစ်လာအောင်မလဲမှန်ရတာလွယ်တော့တိတ်မလွယ်ပါဘူး။သိကြတာကနိုင်ငံတွေနဲ့လူထုတွေဟာကိုပိုင်ပြည်စည်းဥစ္စာပိုင်ဆိုင်မှုတွေကိုစွန့်မာတော့မဟုတ်တော့ပါဘူး။ဒါပေမဲ့တစ်ဖက်ကလည်းကမ္ဘာစည်းဝါးရေးဖိုရမ်တွေမှာဗိုလ်ချုပ်ကံမှုလိုအပ်ကြောင်းပြောလာတာတွေလည်းကြားနေရပါတယ်။ ။သမိုင်းကိုပြန်ကြည့်ရင်ပြောလို့ရတာတကူကတော့စီးပွားရေးဆိုတာအပြောင်းအလဲတွေအများကြီးဖြစ်နိုင်တယ်ဆိုတာပါ။နောက်တစ်ပိုင်းကိုဆက်လက်တင်ဆက်မှာပဲဖြစ်ပါတယ်ရှင်။ကျေးဇူးတင်ပါတယ်ရှင်။ကျမတို့ကြပါ။